အတီးဖြော်ရင်မတော့ကြမ်းနဲ့နော်အတီးစားလို့ရတယ်ဖြော်တော့တာနဲ့စားတာနဲ့မတူနော်ဒီဖြော်တော့ရင်ဥမာတလုံးစားမယ်ဆိုရင်ဝါသွားပြီလေဖြော်တဲ့အခါမှာတလုံးမကလို့လေဟုတ်တယ်မလားတလုံးနဲ့မရဘူးဖြော်ရင်နှလုံးသုံးလုံးဆိုတော့ပိုလဲစားမိတယ်တကြားပမာဏလည်းပုံများတယ်အဲ့တော့အတီးကြိုက်လားစားကြည့်ရင်ဒီတိုင်းစားဖြော်မတော့ဘူး နော်တခါတလေစားတစ်ချိန်လုံးပြဲပြီးတလုံးကိုပုံအောင်ကြောက်ပဲစားနိုင်လေဒီလိုတွေကကောင်းနေကောင်းနေဆိုပြီးစားကြတယ်လေအဲ့ဒီအသီးပြားတွေကအရင်ဆိုးတယ်ပေါ့ခန္ဓာကိုယ်ထဲမှာသူကယူရစ်အက်ဆစ်ဖြစ်သွားတယ်မကောင်းတဲ့အဆီတွေဖြစ်သွားတယ်သွေးကြောတွေပိတ်ကုန်တယ်အသေးအဆီဖုံးတယ်ကြောက်ကပ်အဆီဖုံးတယ်မုန့်ကြိုအဆီဖုံးတယ်လေဟုတ်တယ်လေအဲ့ဒီတော့နောက်ပြီးတော့လူကြီးကဝါတုံကြီးဖြစ်လာပြီးတော့ပိုက်ကြီးကရွှဲလာတယ်လေ ဆိုတော့မကောင်းတော့ဘူးလေဘာမှဟုတ်တယ်မလားအဲ့တော့ကျမဆိုလိုချင်တာကညစာကမဖြတ်နိုင်ဘူးစားကိုစားရမယ်ဆိုရင်စောစောစားတိတ်အများကြီးမစားနဲ့နေ့လယ်မှာများများစားကြစားညနေပိုင်းကိုလျှော့နော်ညနေပိုင်းကိုလျှော့အိတ်ခန်းကြီးမှာမစားရဘူးဘာမှဒီတိုင်းအိတ်စားရေတောက်ပြီးအိတ်အဲ့ဒါပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုရင် ိုအဲ့လိုတပတ်လောက်လုပ်ကြည့်လိုက်အရန်တိတာလူဝနေရတာပေါ့လာတယ်ခေါင်းကကြည်လာမယ်နော်ရင်ပြေတာလေပွားတာဘာမှမရှိတော့ဘူးဘိုင်းနာတာလည်းမရှိတော့ဘူးမယုံရင်လုပ်ကြည့်စမ်းကြည့်ဒါကကိုစမ်းကြည့်ရင်ကိုကိုကိုစမ်းကြည့်လိုက်ရင်ကိုအတိဆုံးပဲသူများကကိုဘာဖြစ်တယ်များဖြစ်တယ်ပြောလို့မရကိုနေကောင်းမနေမကောင်းဘူးလားကို့အခြေအနေကကိုအတိဆုံးပဲကျမပြောရင်စမ်းကြည့်လိုက် စမ်းကြည့်လိုက်လို့မဟုတ်ဘူးဆိုရင်စမ်းမလုပ်ဘူးဟုတ်တယ်ဆိုရင်ကို့အတွက်ကောင်းတယ်ဆိုလုပ်အောင်ဟုတ်တယ်အဲ့တော့စားတယ်ဆိုတာကလည်းကျမကနော်တကြားတတ်ကိုရှော့ဂစီတတ်ကိုရှော့အစီကိုစားနော်အစီဆိုတာကျမပြောတာကလည်းဒီအကျော်စီတွေမဟုတ်ဘူးနောက်ပြီးတော့အမျိုးသမီးတွေဟင်းချက်ရင်ဒီရေစီတို့နှမ်းစီတို့ပါတော့เนาะလုံးပြီးချက်เนาะစီမံတက် စီတိုက်ရင်ဓာတ်ရောက်လာတယ်။နော်ဘာစီတိုက်တဲ့အခါမှာမိရရံပူပူပေးရတယ်လေစီပူလာ။စီအရံပူလိုက်ရင်အဲ့ဒီဒီပြောင်းစီတို့ညီပဲစီတို့နော်ဒီကလိုလောက်ဝဲခုနောက်ပိုင်းဆိုင်မှာရောက်တဲ့စီတွေကဓာတ်ပြောင်းသွားတယ်။အဲ့ဒီအစီတွေကခန္ဓာကိုယ်အတွက်မကောင်းဘူးအစီတွေတက်နေအဲ့ဒီတော့အင်းချက်ရင်ဘယ်လိုချက်လဲ လုံးပြီးချက်စီမတ်နဲ့ကောင်းတယ်နောက်ပြီးတော့လေကျွန်မပြောတာဟင်းချက်တာလည်းနည်းရှိတယ်နော်အဲ့လိုလုံးပြီးတော့ဘိုးမတယ်လိုက်ချစ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 ်နဲ့ဆူလာရင်အဖုံးကိုပိတ်ပြီးတော့မီးကိုလျှော့လိုက်မီးဖြည်းဖြည်းလေးနဲ့ချက်ဘာမှမီးပြင်းပြင်းနဲ့ချက်စရာအကြောင်းရှိနော်ပြင်းပြင်းမီးပြင်းပြင်းနဲ့ချက်တဲ့အစာအသောက်နဲ့မီးပြင်းပြင်းနဲ့ချက်တဲ့အစာအသောက်အရင်ကမတူဘူး။ဟုတ်ပြီနော်။ ဟိုအားတွေကတော့ကောင်းပါတယ်စနွင်းလို့ဘာလို့ထည့်လဲနော်ဒါပေမဲ့အဲ့ဒီစီဖတ်တဲ့အကျင့်ကလေးကိုဖျောက်သွားလုံးပြီးချက်လုံးပြီးချက်ပြီးတော့စူလာရင်မီးကိုဖြော့ပြီးမီးပြေးပြေးလေးနဲ့ချက်ပြီးရင်ဟင်းနေရာပူစားလို့ကောင်းတယ်ဂျေအောင်ဖဲ့စေတယ်လို့အသားတွေကအရင်ဒီဘက်ကထွက်နော်အဲ့တော့ထောပတ်စားလို့ရတယ်ကျဲဥစားလို့ရတယ်ဝက်သားစားလို့ရတယ်တုံးတက်သားစားလို့ရတယ်နော် ထောပတ်မျိုးမျိုးစားလို့ရတယ်ထောပတ်ဒီစားလို့ရတယ်နော်ဒီဟိုတကြားဒီလို့ဒီဟိုစီးလို့ဘာလို့အကုန်စားလို့ရတယ်နေကြာစီးစားလို့ရတယ်နော်စားလို့မရဘူးကတကြားနော်ဒီကြားကခန္ဓာကိုယ်ထဲမှာဥပတ်ဖြစ်တဲ့အစီကိုပြောင်းသွားတယ်ဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့လူတွေကစီးကြိုယောဂဖြစ်လာရင်စေတောက်စေထိုးတွေမဲ့လို့ နောက်ဆုံးကြရင်ကြောက်ကတ်တွေပြတ်လာတယ်ကြောက်ကတ်ဆေးရလည်းအဲ့ဒါပြတ်တယ်ပိုက်ဆံလည်းအရန်ပုံနဲ့အချိန်လည်းပုံနဲ့တပတ်ကို၃လေးကဆေးရတယ်တစ်ခါဆေးရင်၃လေးနာရီကြာအဲ့တော့ကိုယ့်ရဲ့ဘဝအရင်တွေးပြီးကြောက်တယ်ကျမအခုအဲ့လိုပြောနေတာအသက်ရှင်ဖို့ကိုပြောတာမဟုတ်ဘူးအသက်ရှင်ဖို့ဆိုတာကိုယ်ကံရှိတဲ့ကအသက်ရှင်မယ်သို့တော့ ကိုနေရတဲ့အချိန်လေးမှာဘဝအရေးအတွေးအကောင်းဆုံးကျန်းကျန်းမာမာနဲ့နေလို့ရတယ်ပြောတာဖြစ်ပါတယ်နော်အဲ့တော့ကျမအခုလောလောဆယ်ဆယ်ပြောတာမေးစရာရှိတာဟမ်မေးစရာရှိတာ ဒီမှာကိုယ်ဝန်ဆောင်တဲ့ပါလာတယ်ကိုယ်ဝန်ဆောင်တဲ့ပါလာကလေးငယ်ငယ်ရှိတဲ့လူပါလာမရှိဘူးတယ်เนาะโอเคမရှိရင်လည်းပြီးရောဘာလို့ဆိုတော့ပြောပြမယ်လေဘာလို့ဆိုတော့အမျိုးသမီးတွေကလေကိုယ်ချမ်းသာရေးကိုဂရုစိုက်ဖို့သိရေးကြီးတယ်เนาะကိုကချမ်းသာမှာเนาะကိုလွယ်ထားတဲ့ကလေးကချမ်းသာမယ် အော်အဲ့ဒီမှာလေ၃ချက်လိုတယ်နော်ခုတ်ကလေးကကျမ်းမာမယ်နော်တချို့ကလေးတွေကမွေးလာပြီးနော်လမ်းလျှောက်တဲ့လမ်းလျှောက်တဲ့အချိန်မှာမလျှောက်နိုင်တာလို့ထိုင်နိုင်ထိုင်တဲ့အချိန်မှာမထိုင်နိုင်တာလို့စကားမပြောနိုင်တာလို့ပါလို့နော်ရှိတယ်အဲ့ဒါတော့နော်ဟိုကဘာတော်လုံးမှာဖြစ်နေတယ် ออทิซึมလို့ခေါ်တယ်သို့တော့เนาะကိုကเนาะကိုဝင်တော်မရှိသေးဘူးအိမ်တော်ရှိတဲ့မျိုးသမီးတွေကိုကိုကိုကျမ်းမာအောင်နေရင်ဒီလိုကိုယ်ကလေးဒီလိုဖြစ်ဖို့ကံအမတန်ကျင်းသွားတယ်အဲ့တော့ကိုကဘာတွေလုပ်ရမလဲဆိုရင်စောစောကပြောသလိုเนาะဘယ်လိုစားရမလဲဆိုတာစောစောကပြောတဲ့အတိုင်းလိုက်နာပါ နေရတဲ့ဒေသဒီမဲ့လို့ဗိုက်တာမင် D ကို9000အားတောက်ရမယ်တည်တည်ချာချာ9000ဗိုက်တာမင် D 9000အားမှန်မှန်တောက်ရမယ်ပရိုဘိုင်ယိုတစ်စ်လိုရှိတဲ့အတွက်ရှင်ဘတ်မှန်မှန်စားရမယ်เนาะနောက်ပြီးတော့ဒီမက်ဂနီဇီယမ်ပေါ့เนาะခဏကြာရင်ပြောမယ်အဲ့ဒါတောက်ရင် ကိုယ်ဝယ်ဆောင်နေခြင်းမှာထွက်မတက်ဘူးကိုယ်ဝယ်စိတ်မတက်တော့ဘူးကိုယ်ဝယ်ဆောင်နေတဲ့ကာလမှာပေါ်ခြင်းเนาะခြေထောက်တည်ရောင်လာတော့ခေါင်းကိုက်ကြတော့เนาะမဖြစ်တော့အဲ့ဒီဗိုက်တာမင် D မှန်မှန်တောက်ရင်လောက်မရှိဘဲနဲ့ငွေးတဲ့နှုတ်ကြပါမယ်เนาะနောက်ပြီးတော့ကိုက တောရွာအဝါပေါ့နော်မြို့ကြီးနဲ့တိတ်မီးတဲ့အခါမှာဒီကိုဝန်ဆောင်တဲ့အချိန်မှာပြဿနာကင်းပိုကောင်းမှာပေါ့ကမန္တရာဆေးရုံဒီပါလေမပြေရဘူးလေနောက်အဲ့တော့ကိုဝန်ရှိနေစင်မှာသွေးရှင်းတာတို့နော်နောက်မရှိပဲမွေးတာတို့နော်နောက်ပြီးတော့ကိုဝန်ဒီမွေးတဲ့အခါမှာသွေးတုန်လာတော့เนาะမွေးပြီးတဲ့အခါမှာ နော်စိတ်တက်ကြရယောဂါတို့နော်အဲ့ဒီဟာတွေတော်တော်များများဖြစ်ဖို့လမ်းလာကျင်းသွားတယ်ဟုတ်ပြီနော်အဲ့ဒီတော့စနွေးနဲ့တောက်လို့ရတယ်ပုံဝန်ဆောင်ကာလမှာအရေးအကြီးဆုံးကဗိုက်တာမင် D ဖြစ်ပါတယ်နော်ဗိုက်တာမင် D ကိုဘလောက်အားတောက်မလဲနေ့စဉ်၅ကြောင်အားတောက်မယ်ဘယ်အချိန်မှာတောက်ဝင်လဲ ထမင်းစားပြီးရင်တောက်မယ်ဟုတ်ပြီနော်အဲ့ဒီတော့เนาะနောက်ပြီးဒီမှာဟိုတိုင်းရင်းစေးစရာတွေရှိရင်လည်းမှတ်ထားပါเนาะနှာစီးချောင်းဆိုးရင်းအရမ်းကျက်နေတဲ့လူတွေเนาะနောက်ပြီးတော့ကြီးပေါင်းဖြစ်နေတဲ့လူတွေခါနာနေတဲ့လူတွေဒူးနာနေတဲ့လူတွေဗိုက်တမင်ဒီကို အနည်းဆုံး၅တောင်ပါပေးနိုင်ဟုတ်ပြီနော်ဒါပဲဖြစ်ဖြစ်နော်အဲ့ဒီဗိုက်တမင် D ဓာတ်တိုက်ကောင်းလာရင်ချီးကျုံယောဂလုံးဝထိန်းလို့မနိုင်တဲ့လူတွေဗိုက်တမင် D ပေးပါနော်အမျိုးသမီးတွေလည်းတောက်ပါအမျိုးသားတွေလည်းလိုရင်တောက်ပါဗိုက်တမင် D ကဝယ်ရတာဈေးမကြီးဘူးနော်ဒါမှဈေးမကြီးဘူး almost a poison vitamin နဲ့ဒါပေမဲ့သူက66ပါးယောဂပြောက်တယ်တအားရင်ချက်တဲ့သူတင်ထက်လိုက်တောင်းလို့နောက်ပြီးတော့တစ်ခုရှိတယ်တုတ်ကွေးရာဒီအရာမှတ်တာဒီတိုင်းဆေးဆရာတွေကရေးကြည့်တယ်ဘာလို့ဆိုတော့ဟုတ်တယ်မလားအားလုံးကိုကြည့်တရရရောတယ်တုတ်ကွေးရာဒီမှာတအားဖြားတယ်နော်နှာစည်းတယ်ချောင်းဆိုးတယ်အိယာကမထနိုင်ဘူးဆိုရင် ဗိုက်တာမင်ဒီ၅00အား၅00တော့ငါကောက်ဟုတ်ဘူး၅00အားတနေ့ကိုတလုံးခုနှစ်ရက်လောက်တိုင်ရပါခုနှစ်ရက်တော့တိုင်ကြပြောသုံးရက်တော့ကောင်းလာနောက်တလုံးကစင်တုပ်ပွေးတွေပါဖြစ်လိုက်ကြပြီလားဖြစ်တယ်ဖြစ်တယ်နော်အဲ အဲ့ဒီစင်တုပ်ဝဲတဘာတော့ဖြစ်ပြီးဆိုတာနဲ့ချက်ချင်းငါတောင်းအားငါတောင်းငါတောင်းအားကိုဒီနေ့တလုံးအနေဆုံးနိုင်တော့ဆိုကောင်းပါဘူးကိုလေးရောင်လို့လူကြီးကိုလေးရဲ့ကြည့်သွားလို့ရတယ်ပြီးရင်ငါတောင်းအားနဲ့ဆက်ပြီးတော့နော်တိုက်နေလို့ရတယ်တစ်ချက်တည်းကောင်းတော့မယ်တကားရင်ကျက်နေတဲ့လူတွေတော့မှာ နော်အဲ့ဒါရရဲ့ဒူတအားနာနေတဲ့လူတွေလမ်းမလျှောက်လမ်းမလျှောက်နိုင်တော့အောင်နားနေတဲ့နာနေတဲ့လူတွေမှာလေ9000အားခုနှစ်ရက်လောက်တိုက်လို့ရတယ်ပြီးရင်ငားကြောင်နဲ့ပြန်ပြီးတော့ထိန်းထားလို့ရတယ်ဟုတ်ပြီနော်နောက်ပြီးတော့ဝန်ရှောဝန်ရှောနေတဲ့လူတွေရှင်ပါ ရှင်ဘကအရေးတိုက်ချက်လိုက်အဲ့ဒီမှာဘာကြောင့်လဲဆိုတော့အကျိုးပြုပိုးတွေအများကြီးပါတယ်။နော်နောက်ပြီးတော့အဲ့လိုနော်အစာမကြေတဲ့လူတွေလေပွားနေတဲ့လူတွေနော်ပန်းဒီရှာလကာရေတောက်လို့ရတယ်ပရိုဘိုင်ယိုတစ်စတိုင်လို့ရတယ်။နောက်ပြီးဝမ်ချုပ်နေတဲ့လူတွေတအားဝမ်ချုပ်နေတဲ့လူတွေမက်ဂနီဇီယမ်တိုက်လို့ရတယ် နော်မက်ဂနီဇီယမ်စစ်ထရိတ်တိုက်လို့ရတယ်မယ်လိတ်တိုက်လို့ရတယ်ဒီနေ့ကို400 mg 400 mg တိုက်လို့ရမက်ဂနီဇီယမ်ကဘာအတွက်ကောင်းလဲဆိုရင်သူကခေါင်းတအားခိုက်နေတဲ့လူတွေအတွက်အရန်ကောင်းတယ်ဝန်ချုပ်နေတဲ့လူတွေအရန်ကောင်းတယ်เนาะကျွတ်တက်နေတဲ့လူတွေအရန်ကောင်းတယ် nó Nó ghi rõ thì tuyên tu si để như thế ở giang cầu này Nga lâu khổng mập mà nè như thế ở giang cầu này. Ta này nè vitamin D tạo gì nè Magnesium đi nè bà tuệ tạo Tuệ tạo gì nè Vitamin D ế à nì tình tê là đế Nó Giang cầu nè ဒါကြောင့်မလို့တုတ်ပွေးဖြစ်နေတဲ့လူတွေဖြစ်ရှင်တဲ့လူတွေကိုဗိုက်တာမင်ဒီ၅00အအနည်းဆုံး၅ရက်လိုအပ်ရင်ခုနှစ်ရက်ကြည့်သွားတွားပြီး၅တောက်ပန်းနဲ့ပြန်မင်းတေးလို့တာဖြစ်နိုင်ရယ်ဆိုရင်မဂနီဇီယမ်လေးနဲ့ပါတိုက်ပို့ကောင်းနော်ကောင်းတအားစိုက်တဲ့လူသွေးတိုးနေတဲ့လူတွေ ွတ်တက်နေတဲ့လူတွေဇက်ကြောတအားထိုးတဲ့လူတွေအလုံးသိပြန်မှပြီးတော့နော်ဇက်ကြောတွေတက်ပြီးတော့အကြောတွေတောက်ပြီးတော့ညမှာမအိတ်နိုင်တဲ့လူတွေအိယာဝေကံနီမဂ်နီဆီယမ်တောက်ပါကိုယ်ဆောင်လေးအတွက်လည်းအရန်ကောင်းပါလေကျွတ်မတက်ဘူးကိုယ်ဝန်စိတ်တက်ဖို့လမ်း အမတ်ကြံနေသွားတယ်။ကိုဝစိတ်တက်ပြီဆိုရင်သိနိုင်တယ်၊လူကြီးလည်းသိနိုင်တယ်၊ကလေးလည်းသိနိုင်တယ်။ In fact ဓမ္မလို့မြန်မာပြည်မှာအများဆုံးသိနေတာသွေးသွင်းခြင်း။နံပါတ်1ကကိုဝစိတ်တက်ခြင်း။အဲ့ဒီတော့ဒါလေးတွေကိုကိုကဆောင်းထားမယ်ဆိုရင်အသေးအပြောက်လည်းအရန်ကိုကြိုက်တယ် နောက်တစ်ခုကောင်းတာဒီစင်းတွေကဈေးမကြီးလို့ဈေးကြီးရယ်ဆိုရင်တော့တစ်မျိုးပေါ့လမ်းတွေဈေးမကြီးလို့ဒီဈေးရဈေးမကြီးရဲ့နဲ့နော်အသေးအပြောက်နည်းမယ်ပြဿနာတွေနည်းသွားမယ်ကလေးအစောကြီးလမ်းမရှိတဲ့နဲ့ဝေးကနည်းသွားမယ်မွေးတဲ့အခါမှာသွေးတုံလာတော့နော်ကိုယ်ဝစစ်တက်တာတော့ ဟောဖြစ်တာလဲသွားမယ်ဆိုကောင်းတာတော့ကိုလူမျိုးတွေเนาะနောက်ပြီးတော့ကလေးတွေကိုတိုက်ရင်လည်းရွယ်မှတ်ကလေးတွေကเนาะအရန်ကြမ်းမှာလေတော်ရင်တိုင်ရောမဖြားတော့ဘူးเนาะနောက်ပြီးတော့အရက်လည်းရှင်ထွက်လာတယ်เนาะကလေးတွေအရက်လည်းရှင်ထွက်လာသူတို့ကသိကောင်းတယ်အဲ့တော့ဂျမပြောကျင်တာကဒီဟာလေးတွေကအမတန်မှ နော်ရှင်းရှင်းလေးတွေပဲဘာမှလည်းမခက်ဘူးဈေးလည်းမကြီးဘူးဆိုတော့ဘာဖြစ်လို့မလုံနိုင်အောင်လဲလို့ကိုလုံနိုင်အောင်နော်အစားအသောက်ကတော့နည်းနည်းခက်မယ်ကိုကစားနေကြမြတ်ပဲဆိုရင်တဝါကြီးတဝါကြီးစားနေကြအဲ့ဒီဟိုစားနေတဲ့ကိုရဲ့လုံနေကြအစီအစဉ်လေးကိုပြောင်းလိုက်တယ်ပြောင်းလိုက်ခန္ဓာကိုယ်ကြီးကတည်ရဲ့နှစ်ပတ်လောက်ပဲနှစ်ပတ်လောက်လုံလိုက်ရင် ညညစာတော့ကျွေးရင်တော့မစားခြင်းဘူးအဲ့လိုအရန်တိတာလာမယ်လူတွေကခါရဲဝိတ်တွေကြပြီးတော့ကြည့်လို့ကောင်းလာမယ်ဗိုက်ကြီးလည်းမပူတော့ဘူးစီးကြိုတွေကြမယ်သွေးတိုးတွေလည်းကြလာမယ်အရန်ကိုမလိုကောင်းပါဘူးနော်အဲ့တော့ဒါတွေကရှင်းရှင်းလေးလေးဘာမှမလုပ်နိုင်စရာအကြောင်းမရှိအဲ့တော့ကိုကကျမ်းမာလာပြီဆိုရင်ဓာတုစေးတွေတောက်ပါ နဲတော့မယ်ဓာတုစည်းတွေကမကောင်းမှုမဟုတ်ဘူးသူကောင်းဘွက်ကလေးနဲ့သူရှိရောသို့တော်ရေရှည်မှာသူကဘေးအတွက်ဆုံးချင်းညာတယ်ဟုတ်တယ်စင်မင်းတော့ကိုဘာဘေးအတွက်ဆုံးချုံးမှာမရှိဘူးရှင်မစားလို့လည်းဘာဘေးအတွက်ဆုံးချုံးမှာမရှိဘူးဒီဗိုက်တမင်ဒီရလည်းငါတော့ငါတကောင်းအားလုံးတောက်တာလောက်ဘာဘေးအတွက်ဆုံးချုံးမှာမရှိဘူး နောက်ကြောက်ကအာမကောင်းတဲ့လူတွေလည်းဗိုက်တမင်ဒီတောက်ရမယ်နော်မကြောက်ဘူးနော်ဒီကျမကထည့်မပြောတာစူပါကေနော်စူပါကေလေးနဲ့တွဲတောက်ရင်ကောင်းတယ်တို့တော့သူကဈေးကြီးတယ်ဈေးကြီးတဲ့အခါမှာဒီစူပါကေနော်ဗိုက်တမင်ကေကိုသဘာဝအဖြစ်ဘယ်ကရနိုင်ကလေးအများဆုံးကကလီစာကျက်တဲ့အင်းအားဆုံးလေး နောက်ပြီးတော့ကျင့်မှုအနှစ်အရင်ကနောက်ပြီးတော့ရှမ်းတုံဖို့အချင်းဗိုက်တမင်ဒီနည်းအရပါအဲ့ဒီတော့ကျမကဗိုက်တမင်ဒီလဲတော့ဒီဟာရစားလိုက်တော့ဟုတ်တယ်ကျင့်မှုစားနော်တခါလဲပြီးစားတော့နော်ဟိုကလီစားနေနေစားရှောင်းမှမကတဲ့ကြာတဲ့ကြာတဲ့ကြာတိတ်ချိုတဲ့အတီး ကစီတတ်များတဲ့ဟာလေနော်ပေါ့မုတ်တို့ဘာလို့ရှောင်းကောင်းရင်းလဲနည်းနည်းတော့ရှော့ကျွန်တော်လည်းကြိုက်တာပဲကောင်းရင်းဟုတ်တယ်နည်းနည်းရှော့စားလေအရင်အရင်အများကြီးအများကြီးမစားဘူးနော်အဲ့ဒီဗိုက်တာမင် K ကတဘာဝအဖြစ်တည်သွားတယ်နော်ဘယ်မှာပါလဲချဲချင်းတွေမှာအများကြီးပါတယ်နော်ကလီစာဟင်းတွေမှာအများကြီးပါတယ်ချက်ဦးနဲ့မှာအများကြီးပါတယ်ဟုတ်ပြီနော် အဲ့ဒါရေနောက်ကြောက်ပွင့်လိုပါတုတ်စားကြောင်းเนาะကြောက်ပွင့်ဘာဆိုတောင်ပေါ်ဒီကရေ ID တက်ချွတ်တယ်เนาะနောက်ပြီးတော့ကျမတို့ဒီညကြီးတွေကလည်းဓာတ်ညဩဇာတို့ညကြီးထဲမှာပါတဲ့သဘာဝသတ္တုတက်တော်လေအခုအချိန်မှာဓာတ်ညဩဇာတို့ပုတ္တစေတို့ပေါင်းတတ်စေတို့ကြောင့်เนาะအရင်ကတော့เนาะဓာတ်ညဟိုသဘာဝတတ္တုတက်ဒီသဘာဝ တင်အားတွေပေးနိုင်တဲ့ဓာတ်တွေလည်းလာအဲ့ဒီအတွက်ကြောင့်လို့ကြာတော့လူတွေဟာစမ်းမာပြီးတဖြည်းဖြည်းချုပ်တယ်လာကြဟုတ်ပြီနော်ဆိုတော့နာတနားခွဲဘယ်တော့ကြာပြီနောက်တော့ဘာလာပါဟုတ်ပြီနော်ဗာမင်းဆရာရှိတယ်ဒီဆရာကြီးတွေမေးလို့ရတယ်နော်ကျမကိုယ်နဲ့လာပြောပြတယ်အဲ့လို ရင်လေလူတွေကရမ်းကောင်းလာတယ်တချို့တွေဆိုရမ်းရင်ကြိုက်တယ်ဒါစိတ်ထိုးထိုးထိုးလိုက်ရင်ခဏလေးပြန်ကြိုက်တယ်အဲဘာမှမဟုတ်ဗိုက်တာမင်ဒီထိုးတဲ့ပြီးချက်လိုက်ငါးကောင်တင်လိုက်ဘာမှတောက်စီမရှိဘာမှဖြစ်ဘူးဟဲ့လားနောက်ဒီသွားတွေပါရင်လည်းတန်လာမချို့ရင်တော့တစ်ချိန်လုံးသွားတွေကျိုးနေတချောင်းတချောင်းနှုတ်ရတဲ့လူတွေလည်းရှိတယ်မဟုတ်အေးအဲ့ဒါဗိုက်တာမင်ဒီတောက်လိုက်ပြန်ကောင်းလာပြီ။သူကဒီသွားရဲ့ရိုးတွေကိုစမ်းပါစေ။ တခါရဲတော့တခါရဲတော့ခွဲမပင်းနဲ့နော်တခါရဲတော့နောက်ပြီးတော့အစာနဲ့တော့နော်အစာမရှိရင်တော့လို့ရအစာနဲ့စာနဲ့မှာကူဝိုင်းစုံတယ်အစာစားရင်ကူကဗီတာမင်ဒီရအစီမပြောတယ်လေအဲ့တော့စာများများစားပြီးတော့ရင်နော်ငါတော့ခွဲမပင်းရဘူးတော့ခါလေးပြရအဲ့ဒါမှတ်သားနော် ဒီမှာ boss တော့ဒီ flu season น่ะအမြဲလာတယ်တုပ်ပွေးစီရပြီနောက်ပြီးတော့เนาะခလေးတွေသွေးလုံးတုပ်ကိုဒါပဲ vitamin D အရင် effective vitamin D တိုက်မှတ်တာ vitamin D ရဲ့ probiotic ချင်းပါတယ်စနွေးအဲ့ဒါကိုဆောင်ရအကုန်လုံးကောင်းလို့ဆိုတော့ တချို့ကလေးတွေဟာအသေးပြောက်ရှိနေလေဒီသွေးလုံးတို့ကိုင်းနေဗိုက်တမင်ဒီတိုက်လိုက်တိုက်လိုက်ရင်အဖျားရဲ့ဟိုဟာပေါ့နော်ကြာရှည်မပြားတော့တော်ရုံတရုံဆေးရုံမရောက်တော့ even ဖလူရရင်တော့မသိနိုင်တော့အဲ့ဒါပြောတာမမဟိုလေးကြည့်ကြည့်နေမှာနမူးမှာလိုက်ကားချင်တာ